ားလုံးမင်္ဂလာပါကျွန်တော် Chelsea for you နဲ့ပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့ကတော့ Chelsea နဲ့ပတ်သက်ပြီးတော့လာမယ့်စနေနေ့ည၈နာရီခွဲမှာရှင်မြန်ကစားကြမယ် Chelsea vs Brighton နော်ဘောနော်ဒီပွဲနဲ့ပတ်သက်ပြီးတော့ညရုံးနဲ့တူတူပွဲချုပ်မြင်လေးတွေခန်းစားချက်လေးတွေပြောသွားခြင်းနဲ့ဘောနော်ဆိုတော့ပထမဆုံးအနေနဲ့ Chelsea အကြောင်းကိုပြောရမယ်ဆိုရင်တော့လက်ရှိအချိန်မှာအားရစရာကောင်းမနေတဲ့အသစ်တစ်သိန်းကိုကျွန်တော်တို့မြင်ရမယ်ကျွန်တော်တို့ဒီရာသီမှာမျောလင့်ထားသလိုဖြစ်မနေတဲ့အသစ်တစ်သိန်းကိုမြင်ရမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ပြင်းပြလေးပွဲစဉ်၅ပွဲကံပြီးရမှာတစ်ပွဲပဲ နိုင်ပြီးတော့နှစ်ပွဲတည်တပွဲရှုံးနေပေါ့နော်ဒီနေသားမျိုးနဲ့ကျွန်တော်တို့ဟိုမျောလင်းတယ်လို့ဖြစ်မနေဘူးလို့ပြောရမှာပေါ့နော်ဆိုတော့ကျွန်တော်ပြီးခဲ့တဲ့ EFL Cup Round 3မှာဒီ Lewin City နဲ့ကန်တဲ့ပွဲမှာဆိုရင်လည်း Lewin City ကိုနိုင်လိုက်ပေမဲ့ကျွန်တော်အသင်းရဲ့ခြေစွမ်းကအရရတဲ့မကောင်းမှုလို့ပြောတဲ့အခါမှာတချို့ညီကိုတွေတော့မကြိုက်ကြဘူးပေါ့နော်ဒါပေမဲ့ ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့ကျွန်တော်တို့လက်ရှိချက်စီရဲ့ပဂရိအရှိတရားကိုကျွန်တော်မြင်မှရမယ်မြင်မှရမယ်ဆိုတော့ကကျွန်တော်အသင်းစကွတ်တက်တော့တောင်းနေတာမှန်တယ်ဒါပေမဲ့အဲလက်ရှိအသင်းမှာ quality base ကိုအခြေခံပြီးတော့ကစားနေတဲ့ကစားသမားကလဲတယ်လို့ပြောလို့ရတယ်ပေါ့နော်အခုကျွန်တော်တို့လက်ရှိနောက်တန်းကိုပဲကျွန်တော်မြင်တာအောင်ကြည့်ဗျာနောက်တန်းမှာကစားသမားတွေအများကြီးပဲအများကြီးပဲဒါပေမဲ့လပိုင်းကိုယ်ဝဲနာသွားတဲ့အခါမှာ ဘသူအများကျွန်တော်တို့အသင်းကိုဥဆောင်ပြီးတော့နောက်တက်မှတိုက်ခိုက်ပေးနေလို့လို့ဥဆောင်ပေးနေလို့လို့ကျွန်တော်တို့ပေးလျက်ရတဲ့ဂိုးတွေဂိုးတွေဆိုရင် open play ကပေးရတာမဟုတ်ဘူးနဲ့ကျွန်တော်တို့အသေးရတာနောက်တန်းဆက်တက်ကနေပြီးတော့အမားမင်းများစွာနဲ့ပေးလျက်ရတဲ့ဂိုးတွေကအရမ်းများတယ်ဆိုတော့ဘရမ်ဘုန်းနဲ့ပွဲစဉ်မှာဆိုရင်လည်းစပီးရပေးလျက်ရတဲ့ဂိုးတွေပြီးတော့ဘန်မြူနစ်နဲ့ပွဲမှာဆိုရင်လည်းပေးလျက်ရတဲ့ဂိုးတွေကစပီးရဖြစ်တယ်ပြီးတော့ပင်နယ်တီကဖြစ်တယ်နောက်တစ်လုံးကဆိုရင်ဒါမာလိုကက်စတိုမှားပြီးတော့ပေးလိုက်လို့ ဟိုဟာရီကိန်းသွင်းသွားတဲ့ဂိုးရယ်ဆိုဒီလိုမျိုးအခြေအနေမျိုးတွေနဲ့ပေးရတာပြီးတော့ Manchester United နဲ့ပွဲစဉ်မှာဆိုရင်လည်းဒါညီကိုမြည်လို့ရတယ်ပေါ့နော်အမြင်ဘောတွေအမြင်ဘောတွေလာပေမဲ့အမြင်ဘောတွေမရှင်းထုတ်ဘူးလားဆိုတော့မဟုတ်ဘူးအမြင်ဘောတွေကရှင်းထုတ်တယ်ဒါပေမဲ့ကျလာတဲ့ second ဘောတွေကိုအရယူနိုင်စွမ်းနဲတာပေါ့နော်တစ်ဖက်သင်းကပဲရယူပြီးတော့ဘယ်လိုပြောမလဲကိုသွင်းသွားတယ်အတုံးချသွားတယ်ဆိုတော့ဒါဟိုအတင်းတိုင်းကမြင်နေပြီဗျာ ပြီးခဲ့တဲ့ဒါလင်ကွန်စီးတီးနဲ့ပွဲစဉ်မှာဆိုရင်ဒီလိုမျိုးကျွန်တော်တို့ခံခဲ့ရတာပဲမန်ယူနိုက်တက်နဲ့ပွဲစဉ်ပထမပိုင်းလိုပဲလင်ကွန်စီးတီးရဲ့အကွေမပမာပိုင်းတော်တော်လေးကိုရုံးကန်လိုက်ရတယ်။တစ်ဖက်ကအမြင်ဘောတွေအမြင်ဘောတွေနဲ့လာတဲ့အခါမှာကျွန်တော်အသင်းကတော်တော်ရုံးကန်ပြီးတော့ကျလာတဲ့ second ball တွေကိုအသုံးမချနိုင်ဘူး။ဟောရှင်းမထုတ်နိုင်ဘူး။ကောင်းမွန်အလုံးမလုံးနိုင်ဘူး။ဒါကိုကျွန်တော်တို့မြင်နေရတယ်။ဆိုတော့ဒါကလက်ရှိချက်စီရဲ့အဘဂရီအရှိတရားကိုပြောရင်းနဲ့ကျွန်တော်ပြောလိုက်တာဖြစ်တယ်ပေါ့နော်။ကွင်းလေးကိုတစ်ချက်ကြည့်တဲ့အခါမှာလည်း ကွင်းလေကတကယ်ကိုကမ္ဘာကောင်းဆုံးမှာဆိုတဲ့ကစားသမားတွေပေါ့နော်ကစားသမားတွေနဲ့စုဖွဲ့ထားတာအမှန်ပဲမြဲသူတို့ရဲ့ now backup plan ကိုကြည့်တဲ့အခါမှာ Dario Asuru ကနာနေတယ်လက်ရှိချိန်မှာ Henry Sando ကမဆိုးဘူးဆိုပေမဲ့အဒီကစားသမားတယောက်တည်းပဲရှိနေတဲ့အနေအထားမျိုးဖြစ်နေတယ်ဆိုတော့ Super Tanek ကပွဲပန်းနေတယ် Moses Kainsiro ကတပွဲပြီးတပွဲကျွန်တော်တို့ကစားတဲ့အခါမှာသူလည်းလုံးချပချာရိုက်နေပြီဗျာသူဘလောက်ပဲစူးစမ်းနေဖြစ်စေခန္ဓာကိုယ်ရဲ့ဟို resistance ကဟိုဒီလောက်ပဲရှိရဆိုရင်ဒါဒီကစားသမားရဲ့လုံးနိုင် ဇွမ်းကလည်းဒီလောက်ပဲရတယ်ဗျာဆိုတော့ပြောချင်တာကစိတ်တက်ဘလောက်ကြီးပဲခိုင်မာနေပါစေခန္ဓာကိုယ်ကမလိုက်နိုင်ဘူးဆိုရင်ဘာမှလုပ်လို့မရဘူးဆိုတော့ဒီလိုမျိုးနေထိုင်မှုနဲ့ကျွန်တော်ကိုကွင်းလေကလည်းတော်တော် struggle ဖြစ်နေတယ်လို့ပြောလို့ရတယ် WhatsApp Casino ကကျန်းကျန်းခံပေးသည့်တိုင်အောင်အန်ဆိုဖာနန်တက်ရဲ့ performance က under perform ဖြစ်လာတာကျွန်တော်တို့ညီကိုလည်းမြင်ပြီးသားဒါကိုလည်းဝန်ခံနေကြတယ်ဆိုတော့ဒီညမှာ အရင်စံတို့ကအားကိုးစရာလေးဖြစ်ပေမဲ့လေဒီကမ်းမရဲ့အတွေ့အကြုံဒီကမ်းမရဲ့အသက်အရွယ်ကကျွန်တော်ပွဲကြီးတွေမှာတော့အားကိုးဖို့ဟာအရင်ကြီးမဖြစ်နိုင်သေးဘူးလို့ကျွန်တော်ယူဆတယ်ပေါ့နော်ဆိုတက်စစ်မှာလည်းကြည်ပြန်တဲ့အခါတော့ကျွန်တော်လုံလောက်ပြီလို့ထင်လို့မို့နျူကလ িয়ার ချက်စင်ကိုကျွန်တော်ဘိုင်ယိုမြူနစ်ကိုပို့လိုက်တယ်ဒါပေမဲ့ကျွန်တော်မထက်မှတ်ထားတဲ့ unexpected situation တွေကနေပြီးတော့ကျွန်တော်တို့ဟို END လက်ကနာသွားတယ်အဲ့ဒီနေထားမှာကျွန်တော်တို့ အတင်းရဲ့တိုက်ဆက်မှာဂျာဟုတ်ဘထူတယောက်ပဲရှိတော့လေဆိုတော့ဒီကမ္မကဘလောက်ထိများယုံပေးနိုင်မှာတော့တက်စင်မှုကောင်းကောင်းမရှိဘဲနဲ့ဒီကမ္မတယောက်တည်းပဲအသုံးပြုနေတဲ့အပေါ်မှာဒီကမ္မရဲ့လုံနိုင်စွမ်းကရောဘလောက်ထိရှိနေမှာလို့ဆိုလူစားလဲတရားမရှိတဲ့တိုက်ဆက်မှာကျွန်တော်တို့ဒီကမ္မတယောက်တည်းနဲ့မလုံလောက်နေဘူးဆိုတော့ဒါကိုကျွန်တော်က ဟိုချက်စီရဲ့လက်ရှိပကတိတရားကိုကျွန်တော်ကပြောချင်တာဆိုတောင်မနီမှာတော့ကျွန်တော်တို့ကလုံလောက်တဲ့ဟိုစွမ်းဆောင်ရေးပြနိုင်တဲ့ကစားသမားတွေရှိတယ်လက်ရှိမှာဂျမေကတန်ရှိသလိုဒီဂါနာချိုကလည်းရှိနေတယ်ဆိုတော့ဒီကစားသမားတွေကတော့အသားကျဖို့အချိန်ယူအောင်မယ်ဆိုပေမဲ့ဒါမြင်လို့ရတယ်ဗျဒီကစားသမားတွေကျွန်တော်တို့နောက်မှာဟိုအနာဂတ်မှာထွန်းတော့လာမယ့်အနေအထားမျိုးကိုကျွန်တော်တို့လက်တာကိုကြိုတွက်ထားတယ်မြင်နေတယ်ပေါ့နော်ဆိုတော့ဒီဘက်တစ်ဖက်မှာဆိုရင်လည်းပထုန်နတိုရှိသလိုအစီပေါင်းကလည်း impress ဖြစ်ရှင်စရာ ကစားပုံနဲ့ကျွန်တော်တို့ကစားပြနေတယ်ဆွမ်းဆောင်ပြနေတယ်ဆိုတော့ဒီတောင်မန်နေမှာတော့စိတ်ပူရာမရှိဘူးမဲတိုက်စစ်မှာတော့ဟောကျွန်တော်တို့ဒီသမ်းမတက်ရောက်တဲ့နဲ့ဘလို့များအားကိုးမလဲဆိုတော့ကွင်းလေဒီနောက်ချံတိုက်စစ်မှာဆိုရင်လည်းခုပေါင်းမှမရှိရင်ဘသူ့ကိုအားကိုးမလဲဘွန်းနတ်တီကိုအားကိုးမလဲဘွန်းနတ်တီကလက်ရှိချိန်မှာအသင်းနဲ့အရင်ကြီးအံဝင်နေသေးတာမဟုတ်တလို့ဘလို့ပြောမလဲဟိုလူငယ်ကစားသမားတက်ရောက်ဖြစ်တဲ့အတွက်ကြောင့် experience ရအရင်ကြီးလုတ်ပြနိုင်မှာမဟုတ်ဘူးဗျာကိုပေါင်းမှလို့ဆွမ်းဆောင်ပြနိုင်မှာမဟုတ်ဘူးဆိုတော့ ဒါလက်ရှိကျွန်တော်ချက်စီးရဲ့ပဂရိအရှိတရားကိုကျွန်တော်ထောက်ပြခြင်းဖြစ်တယ်။စွန်ညီကိုတော့ကြိုက်ရင်ကြိုက်ရင်မှကြိုက်နိုင်မယ်။ဆိုတော့ကျွန်တော် Brighton နဲ့ပွဲကိုဒါပြန်သွားအောင်ပေါ့နော်။ Brighton နဲ့ပွဲမှာဆိုရင်လည်းဒါတချို့ကစားသမားတွေပါဝင်မှာမဟုတ်ဘူး။ဒါလာဗီယာတို့လည်းပါဝင်မှာမဟုတ်ဘူး။ဘာရီယာရှိလာပိုင်ကိုဝဲလီယန်ဒီလက်ကိုမမကလည်းမတိကြတော့တဲ့အနေအထားမျိုးဖြစ်နေတယ်။ဆိုတော့ မာရစကာနေနဲ့ဘလူးလူစင်းနဲ့ထွက်လာမလဲဆိုတော့ကတော့ဒါစောင့်ကြည့်ရမယ့်အနေအထားမျိုးဖြစ်တယ်ပေါ့နော်မာရစကာလည်းအပြောင်းလဲများစွာလုတ်တက်တဲ့နှီးပြဖြစ်တယ်ဒါကြောင့်မို့ဒါခမန်းကတော့နည်းနည်းခက်တယ်ဆိုတော့ဘရိုက်တန်ဘက်မှာတစ်ချက်ကြည့်တဲ့အခါမှာတော့ဘရိုက်တန်ကဒီယာဒီမှာအရင်ကြီးစွန့်ဆောင်ကြီးပြနေတယ်အတင်းတော့မဟုတ်ဘူးဗျာဆိုတော့ဒီယာဒီမှာသူတို့အနေနဲ့ငါးပွဲကံပြီးရမှာပြင်မတပွဲပဲနိုင်တယ်နှစ်ပွဲတည်ချပြီးတော့နှစ်ပွဲရှုံးထားတာကိုတွေ့ရတယ်ဒါပေမဲ့ဒါပေမဲ့ ဒီ Brighton ရဲ့အင်ဝင်းဆွမ်းဆောင်ကြီးကတရားဒီမှာကောင်းတယ်လို့ပြောလို့ရတယ်ဆိုတော့အင်ဝင်းမှာမရှုံးသေးဘူးလို့ပြောလို့ရတယ်ပေါ့နော် Manchester City ကိုနိုင်တယ်စပါးကိုတည်ကြတယ်ပြီးဖူဟမ်ကိုတည်ကြတယ်ဒါကျန်တဲ့နှစ်ပွဲမှာတော့ရှုံးထားတာမျိုးတော့တွေ့ရတယ်ဒါပေမဲ့သူတို့ရှုံးမယ်ဆိုတော့အပွဲတွေကအဝေးဝေးမှာဖြစ်တယ်ပေါ့နော်လက်ရှိချိန်မှာဒီ Brighton က Chelsea ကိုအဝေးဝေးမှာလာကန်အမှဖြစ်တဲ့အတွက်ကြောင့်မို့ Chelsea ကလည်းဒါတရားဒီမှာအင်ဝင်းက အာကောင်းတဲ့အတင်းတင်းဖြစ်တာကြောင့်မို့ဒီနေသားမျိုးလေးနဲ့တော့ကျွန်တော်တို့ရှင်ပြီးတော့ရှင်ပြန်ရမယ်ဆိုတော့ချက်စီတွေဒါလေးတော့အတချက်ရှိသလို sample print မှာကားမှာဖြစ်တယ်လေကြောင့်မို့အိမ်ဝဲအတချက်လည်းရှိနေတာကိုတော့တွေ့ရတယ်ဆိုတော့ထိတဲ့တွေ့ဆုံမှုတွေမှာဆိုရင်တော့ brighton ကဒီနောက်ပိုင်းနေမှာချက်စီကိုသူတွင်ကိုတင်ကစားတဲ့အတင်းမျိုးအဖြစ်ကျွန်တော်တို့မြင်ရမယ်မနစ်ကရာဒီမှာဆိုရင်လည်းကျွန်တော်တို့အတင်းဘတ်တူဘတ်ဒီ EFN ကတ်ရဲ့အဲဒီ premier league ရဲ့ရှုံးနေပေါ့ကနှစ်ပွဲဆက်တက်ကြီးရှုံးနေအနေထားမျိုးနဲ့ ကျွန်တော်တို့အသင်းရဲ့ရလက်တီတောက်လျှောက်သူလိုရုံးကန်သွားတာမျိုးတွေ့ရတယ်ဆိုတတိထားစရာအသင်းအသင်းဖြစ်ကျွန်တော်တို့ Brighton ကိုရှင်ပြန်ရမှာဖြစ်တယ်ဒီဟာဒီ Brighton ရဲ့စူပွဲမှုကလည်းကောင်းတယ်လို့ပြောလို့ရတယ်တိုက်စစ်မှာဆိုရင်တော့ဝဲဘက်ကလည်းအသက်ကြီးသေးတိုက်အောင်လိုတဲ့နေရာမှာကစားပေးတာမျိုးတွေ့ရတယ်တိုက်စစ်မှာပဲဖြစ်ဖြစ်ဒီ second striker မှာပဲဖြစ်လို့နေနေတစ်ဖက်ကတော့ Midoma ကလည်းကောင်းကောင်းကစားနိုင်တယ်လို့တစ်ဖက်က Mintek ကလည်း ဟိုအခြေခံပြနေတာမျိုးကိုတွေ့ရတယ်။ဆိုတော့ကွလမှာဆိုရင်လည်းဒါမန်ချက်စတာယူနိုက်တက်ကအလိုရှိနေတဲ့ဘလီဘာပေါ့နော်။ဒီဂါမာကလည်းရှိနေတာကိုတွေ့ရတယ်။ဆိုတော့တော်တော်အဆူဖွဲမှုတောင်းတယ်လို့ပြောလို့ရတယ်သူတို့အနေနဲ့နောက်တန်းမှာကာမတစ်တွေဖြစ်တင်းပြီးတော့အသားကြောင့်စူးစမ်းနေရသေးတယ်ဆိုပေမဲ့လည်းဟိုတိုက်စစ်မှာတော့သူတို့ရဲ့အတင်းကအသားကြပြီးသားအတင်းအတင်းဖြစ်ကျွန်တော်တို့မြင်ရမယ်ပေါ့နော်ဆိုတော့ဒီနေ့မှာတတိယဆရာကပါလဲဆိုတော့ဒီနေ့ပွဲကိုကင်တွယ်မဲ့ဟို ဒိုင်လို့ပြောမှာပေါ့နော်ဒိုင်ဆိုင်မန်ဟူပါပေါ့နော်ဆိုင်မန်ဟူပါကချက်စီနဲ့တွေ့တိုင်းဒုက္ခပေးတဲ့ဟိုဒိုင်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ချက်စီနဲ့တွေ့တိုင်းလားဆိုတော့မဟုတ်ဘူးကျွန်တော်တို့ဒီရာသီပရီးမီးယားလိဘယ်ဖြစ်ဖြစ်မနစ်ကရာသီမှာပဲကြည့်ကြည့်ဒီဒိုင်ကင်နဲ့ပွဲစဉ်တွေကဟိုကိုလိုဖာရှယ်ဖြစ်တဲ့အခြေအနေတွေကိုအမြဲတမ်းတွေ့ရတာကိုတွေ့ရတယ်ဆိုတော့ချက်စီဘယ်လိုပြောမလဲချက်စီနဲ့တွေ့တိုင်းမှာလည်းဒီဂရုံးကတိတ်ပြီးတော့ ဟိုချက်စီးဘက်ကိုမျက်နှာตาပေးတာမျိုးတွေမျက်တာတဲ့ဆုံးဖြတ်ချက်တီမချတာဟိုတော့တွေ့ရတယ်ဒါဟိုတော့ကျွန်တော်တို့တတိထားရမယ်အင်ခွေအသားချက်ရှိတာအကြောင်းမို့ချက်စီးဘက်မှာနည်းနည်းအလေးตาပေမဲ့လည်းတတိထားမဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့အမြင်အရဆိုရင်တော့ဒီပွဲကကလင်နာကြရနိုင်မဲ့ပွဲစဉ်လို့ကျွန်တော်ကထင်နေတယ်ပေါ့နော်ဆိုတော့ညီကတို့အမြင်ရောပေါ့နော်ဘယ်လိုမြင်လဲဒီပွဲနဲ့ပတ်သက်ပြီးတော့မှတ်ချက်လေးတွေပေးကြပါဦးအားလုံးကျေးဇူးတင်ပါတယ်ညီကတို့နောက်ပြီးတော့မှပြန်တွေ့ပါမယ်